ကျောင်းပွေရသည်အတွက်စတင်ပြီဖြစ်တာကြောင့်ကျောင်းရဲ့ဆံပြားကျောင်းသူဖြစ်တဲ့ကိုရှိတန်ကလည်းအလုပ်ရှုံနေပါတယ်။ကိုရှိတန်လည်းစိုက်တိုကိုင်းအဖွဲ့ကိုအဖွဲ့ဝင်တက်တည်နဲ့ပြန်ဖွဲ့လိုက်ပါတယ်။ပြီးတော့အဖွဲ့မှသူ့ပါဝင်ကျန်တဲ့ကျောင်းသားကောင်းဆောင်တွေကိုဆိုပြီးကျောင်းကိုတိုးတက်အောင်လုပ်ကြဖို့ပြောနေပါတယ်။အရင်ဆုံးကျောင်းသားစီးရင်ကိုလုပ်ကြမယ်ဆိုပြီးအလုပ်စလုပ်ပါတော့တယ်။ကျောင်းသားစီးရင်လုပ်တဲ့အလုပ်ကိုမြေမြဆန်ဆန်နဲ့လုပ်ပေးသွားသူကတော့နီကိုယာမာဆိုတဲ့ထက်တဲ့တတိယနှစ်ကကျောင်းသူဖြစ်ပါတယ်။သူကစိုက်တိုကိုင်းကျူးအဖွဲ့ရဲ့ဒုတိယဖွဲ့ချုပ်ဖြစ်ပြီးကိုရှိတန်ပြီးရင်ဒုတိယနေရာမှာပါ။သူမကကိုရှိတန်ကိုစိတ်ထဲမှာကြိတ်ပြီးမနာလို့ဖြစ်နေရပါ။ သူကအလုတ်ပူစူးစားပြမယ်ကိုရှိတန်းကိုအမလုံးမိအောင်လုပ်မယ်ပြီးရင်စိုက်တို့ကိုင်ချုံနေရကရောအเจ้าရဲ့အဆင့်တင်းနေရကနေပါနှင်ချမယ်လို့စိတ်ထဲကနေကြုံဝါနေပါ යි ကိုရှိတန်းကတော့ဒါရီကိုဘာမှမသိပါဘူးအလုတ်ကိုတေချာလုတ်တတ်တယ်နီကိုရာမာကလူစိုးတော့မဟုတ်လောက်ဘူးလို့တွေးနေခဲ့တယ်အဲ့ဒီအချိန်မှာပဲနောက်တစ်ယောက်ရောက်လာပါတယ်သူကတော့အထက်တန်းဒုတိယနှစ်ကတာနိုကီကိုပါပရင်ထုတ်တာပြီးပြီလားလို့လာပြောတော့ကိုရှိတန်းကယူကြည့်လိုက်ပါတယ်ဒီနေရာလေးမှားနေတယ်လို့ပြောတော့တာနိုကီကိုကအသေးလေးကိုတောင်းပန်ပါတော့တယ် ကိုရှိတန်ကဘာမှမဖြစ်ပါဘူးအတူပြင်လိုက်ရတာပဲဆိုပေမဲ့တာနိုကီကိုကတော့ဒီလိုအမားတွေကိုသာပထမနှစ်တွေသာတည်သွားခဲ့ရင်စိတ်တို့ပြီးကြောင်းမှာဝန်နိုင်ကြကြမယ်အဲ့ဒီကိစ္စကြောင့်ကြောင်းထုတ်ခံကြရပြီးဘဝပြတ်ကြရမယ်ကိုရှိတန်ကတာဝန်ယူထားတဲ့အချိန်ဖြစ်တာမို့လို့ကိုရှိတန်လည်းရှင်းပြီးကြောင်းထွက်ရတော့မယ်အဲ့လိုသာဖြစ်ခဲ့ရင်ငါကလူရှင်းမှာကိုပိုက်ကိုဓာတ်နဲ့ပိုးသေးပြီးတတ်သိပြစ်လိုက်မှလို့ဆိုပါရဲတကယ်ကိုစောက်ကျိုးနဲ့တွေးခေါ်ယူပါလားလို့ကိုရှိတန်တွေးနေရပါပြီနောက်တစ်ယောက်ကတော့စုပုံမိရပါပထမဒုတိယနှစ်ကဖြစ်ပြီးအဖွဲ့ရဲ့ဘန်ဒါရီမှုဖြစ်ပါရဲ့ ဆူဘိုမီရာကတော့အတော့ကိုစကားနဲ့တဲ့ ADA ဆက်တယောက်ဖြစ်ပြီးစိုက်တိုကိုင်းအဖွဲတွေကိုကင်နူးဆိုတဲ့အကြောင်းသူကခေါ်လာလို့ရောက်လာတာပါကိုရှိတန်ကဘလိုပဲစကားသွားဆဆအမေတခွန်းအဖြေတခွန်းထက်ကိုပုံမဖြေတတ်တဲ့သူပါစိုက်တိုကိုင်းအဖွဲရဲ့လုံးချရာရှိကြရဲ့လုံပြီးတော့ကိုရှိတန်ကလည်းတမင်ဖွဲ့စီကိုသွားပါတော့တယ်တမင်ဖွဲ့ရောက်တော့ဧည့်သည်ဘသူရောက်နေရဆိုလို့ဘသူလဲကြည့်လိုက်တာဆူဘိုမီရာဖြစ်နေပါတယ်ဆူဘိုမီရာကိုနာဂိုတန်ကတမင်မုတ်တွေနဲ့ဧည့်ခံပါတယ်ကိုရှိတန်လည်းလူကိုတမင်မုတ်တွေနဲ့ဧည့်ခံရမလားဆိုပြီးအားနာနေရကြတယ်နာဂိုတန်ကပါမျက်တွေပါထုတ်ပေးပြီးဧည့်ခံနေပါတယ် ကိုရှိတန်ကအာနာနေရင်ပဲစူပါမီယာကတော့နာဂိုတန်လို့သမျှအတော်ကြီးကိုသဘောကျနေခဲ့တာပါတကယ်တော့နာဂိုတန်ကစူပါမီယာရဲ့အိုင်ဒိုတရားဖြစ်ပါရဲ့နောက်တနည်းမှာတော့တာနိုကီကိုနဲ့ကိုရှိတန်တို့တူလောင်ခန်းထဲမှာအလုပ်လုပ်ဖို့ဖြစ်လာပါရဲ့တာနိုကီကိုရဲ့အလုပ်ကိုကိုရှိတန်ကကူညီပေးရတာပါကိုရှိတန်ကမန်ဂါရီရဲမှာဆိုရင်စတိုကန်ထဲမှာပိတ်ခန့်ရမျိုးရှိရနော်လို့စလိုက်တော့တာနိုကီကိုကလည်းလန့်တော့ပါရဲ့ဒါပေမဲ့ကိုရှိတန်ကစရပါလို့ပြောပြီးအလုပ်ဆက်လုပ်ပါရဲ့သူတို့အာယုံမဆိုင်မိခင်အချိန်မှာပဲအပြင်ကတစုံတစ်ယောက်ကသူတို့ရှိနေတဲ့အခန်းကိုပိတ်သွားလို့အပိတ်ခန့်လိုက်ရပါတယ်တာနိုကီကိုကလည်းအရင်အောင်ထိတ်လန့်သွားတာပေါ့ ကိုရှိတန်ကလည်းမကြောက်ပါနဲ့တစုံတစ်ယောက်ကလာခဲ့မှာပါလို့ဆိုပါရယ်အပြင်ကလူတန်ကြားလို့ကြည့်လိုက်တော့နာဂိုတန်မှာနာဂိုတန်ကိုကိုရှိကလာခဲ့ဖို့ခေါ်နေရင်ပဲနာဂိုတန်ကတော့အာရုံမရပါဘူးအဲမှာတာနိုဂီကိုကပွဲတွေပြက်နေပါပြီနောက်တော့အခန်းကားလောက်ဖွင့်ပါတယ်ကြည့်လိုက်တော့နာဂိုတန်မှာကိုရှိလဲနာဂိုတန်ကလာခဲ့ရလားလို့မေးတော့မဟုတ်ပါဘူးမာတူလောင်ငန်းနဲ့မှုကိုးဆိုင်ထားလို့လာယူတာပါလို့ဆိုပါရယ်တာနိုဂီကမှောက်ထားတဲ့ပုံတွေကိုဝင်ငုံနေတာတကယ်တော့နာဂိုတန်ကမှုဆိုင်ထားတဲ့ပုံပါဘာဖြစ်ဖြစ်တာနိုနဲ့ကိုရှိကိုအခန်းထဲကနေထွက်လို့ရသွားပါတယ် အားလုံးတမင်ဖွဲ့ခန်းကိုသွားပြီးမှုဟင်းနဲ့ထမင်းစားနေကြပါရဲ့တကယ်တော့စိုက်တိုကိုင်းဖွဲ့ကိုသွားရမယ့်ချိန်ဖြစ်ပေမဲ့ကိုရှိတန်ပါဝင်တယောက်မှအဖွဲ့ကိုသွားဖို့တတိမရတော့ပါဘူးနီကိုရာမာကတော့တယောက်မှရောက်မလာလို့ဒေါသထွက်နေပါပြီဒီမှာရပိုင်းလေးကပြီးဆုံးသွားပါရဲ့ကိုရှိတန်တယောက်မနဲ့ဆော့ဆော့ကျောင်းကိုရောက်လာပါရဲ့စာတော်ရဲ့ထူးချွန်ကျောင်းသူတွေရဲ့ပုံစံတိုင်းဆော့ဆော့ထကျောင်းသွားစာဖတ်ရတာမျိုးပေါ့ကျောင်းဝရရောက်ချေသူမရဲ့လော်ကာကိုဖွင့်လိုက်တာအသေးပေါ်တစ်စိတ်လေးပါတယ်စာရည်လေးကိုတွေ့တော့ကိုရှိတန်တယောက်နည်းနည်းတော့ရင်ခုန်သွားသလိုပါနောက်မှတော့နာဂူတန်ရောက်လာပါရဲ့ ကိုရှိတန်ကလည်းနာဂိုတန်တယောက်စောစီကြောင်းရောင်းလို့အံ့ဩနေပါတယ်။နင်ပါလို့အစောကြီးကြောင်းရောင်းလာတာလေပုံမှန်ဆိုနောက်ကြမှလာနေကြမလားဆိုတော့နာဂိုတန်ကလည်းငါအအေးချမ်းတယ်လေဒီနေ့ပြောင်းမြအအေးချမ်းလိုက်တာကြောင်းရောင်းလာတာပဲဆိုပြီးပြောပါတယ်။တကယ်တော့နာဂိုတန်ကအင်းင်းနဲ့လှည့်ရင်းကနေကြောင်းရောက်ပြီးနိုးလာတာပါ။လောက်ကလေးကရီးသားကမလားအဖြစ်ပေးမှလားဆိုပြီးမေးတော့ကိုရှိတန်ကလည်းဒါဘောတွဲမှဘောဆိုပြီးပြန်ပြေးလိုက်ပါတယ်။စာကိုဖွင့်ကြည့်လိုက်တော့ရီးသားသာမဟုတ်ပဲစိန်ခေါ်တဲ့စာဖြစ်နေတာပါ။ဟီရိုအဖွဲ့ကလူတွေကကိုရှိတန်ကိုအပိတက်နေနေပြီးအဖွဲ့ရဲ့အတ္တမှဆုံးနေရာကိုယူမယ်လို့ကြုံးဝါနေပါတယ်။ ိုရှိတန်ကတော့ဒါအရင်ကကျင်လည်ခဲ့တဲ့ဘဝဖြစ်ပြီးအခုထိုးချွန်ကြောင်းသူနေနဲ့ရက်တည်နေတာဒါပေမဲ့စိန်ခေါ်တာကိုပြစ်ထားလိုက်ရင်လည်းနောက်ကနေ live show မှာ solo ဆိုပြီးချမယ်လို့ပါတော့တယ်တော်ရတယောက်ဖြစ်နေတဲ့အပြင်လက်နက်မပါလို့ကိုရှိတန်အကြိုက်ရိုက်နေတဲ့အချိန်ဒါကိုတန်ကသူ့ဂျိုကိုဖြုတ်ပြီးဒါသုံးလိုက်ဆိုပြီးပြစ်ပေးလိုက်ပါတယ်။ကိုရှိတန်လည်းဒါကြီးဘာလို့ရမလဲဆိုပြီးဂျိုလွှတ်မြစ်လိုက်တာ။ကြောင်းရဲ့အာဂဇခမ်းမခေါင်မိုးပေါ်ရောက်ပြီးအာဂဇခမ်းမပါမီးလောင်ပောက်ကွဲသွားပါတယ်။အာဂဇခမ်းမမီးလောင်တဲ့အကြောင်းသတင်းစာမှာပါလာခဲ့ပါတယ်။ ကိုရှိတန်းကလည်းနာဂိုတန်မှာဘာလို့လှုပ်ဝဲချက်တွေတက်ရှိနေရသေးလဲဆိုပြီးလိုက်ချောင်းမဆုံးဖြတ်လိုက်ပါရဲ့ညနေကျောင်းဆင်းတဲ့ချိန်မှာနာဂိုတန်ကိုစောင့်ကြည့်နေရမယ်ကျောင်းထဲရောက်ခုံလေးမှာနာဂိုတန်ကတရတော့မှမလှုပ်ပဲထိုင်နေလို့နာဂိုတန်ပြန်စရာရင်မရှိရလားလို့စိုးရိမ်နေတော့နာဂိုတန်တစ်ခုစားဖို့မရှိရပါသတိထားမိလာတယ်။သမီးလေးကျွေးရင်ကောင်းလားလို့တွေးနေတဲ့ချိန်မှာနာဂိုတန်ကသူ့ကြိုကိုဖြုတ်ပြီးဂျိုရီကပြောသေးကိုထုတ်စားပါတယ်။ပြီးတော့တနေရအောင်ထထွားတော့ပါ။အိမ်မြန်လာလို့ဆိုပြီးလိုက်ကြည့်မယ်တရိတ်ဆန်ရုံကသမင်ချန်နဲ့ကိုဝင်သွားတာပါ။သမင်ချန်ထဲမှာသမင်နေနေတူတူနေနေပါတော့ရဲ့။ ဒရေးဆက်ရုံကိုလာလေတဲ့သူတွေကိုတမင်စာကြွေးလို့ရတယ်300ပဲလို့နာဂိုတန်ကဆိုလို့လာလေတဲ့သူတွေကလည်းတမင်စာကြွေးကြပါတယ်ပြီးတော့တမင်ရှင်လောင်းလှည့်ဝဲဆိုပြီးတမင်တွေလမ်းလျှောက်ထွက်ပါတယ်နာဂိုတန်ကတော့တမင်တွေဘောကနေလိုက်လာပါတယ်နာဂိုတန်ကကိုရှိတန်းကိုလူအုပ်ထဲမှာမြင်သွားပြီးကိုရှိတန်းကငါးဖန်လာဆိုပြီးတော့မန်တက်တော့ပါသေးတယ်တကယ်တော့နာဂိုတန်ကဒရေးဆက်ရုံမှာအချိန်မှန်လောက်လာလောက်တာပါနာဂိုတန်ကလည်းဒီနေ့ပြင်ပန်းသွားပြီးမစ်တီလေးရောတောက်လိုက်ရမှာပါဆိုပြီးကိုရှိကိုမစ်တီတိုက်မယ်ဆိုပြီးခေါ်ပါတယ် ကိုရှိကလည်းနေမှာပတ်စံရှိလို့လာလို့မေးတော့နာဂိုတန်ကသူ့ကောင်းထဲမှာထည့်ထားတဲ့ငွေတွေကိုဂျိုကိုချွတ်ပြီးပြပါရယ်ဒီလိုနဲ့နှစ်ယောက်သားမြစ်တီးတူတူတောက်ခဲ့ကြပါရယ်ကိုရှိတန်ကလည်းနာဂိုတန်လိုဝဲချက်ကိုစုံစမ်းမဲ့ဆိုတဲ့ရည်ရွယ်ချက်ကိုမေ့ပြီးသူတိုက်တဲ့မြစ်တီးတောက်ပြီးအိမ်ပြန်လာခဲ့ပါရယ်ဒီကိုဗရာမာကဒီနေ့ကိုရှိတန်ကိုတမင်ဖွဲ့ကိုစင်ခေါ်ထားလို့ဘယ်သူမှမရှိနိုင်အောင်ဒါကြောင့်ကိုရှိတန်အားနည်းချက်ကိုရှာပြီးအဆင့်တင့်နေရာကနေရောစိုက်ကိုကန်ချွနေရာကနေရောဖြုတ်ချမယ်ဆိုပြီးတမင်ဖွဲ့နှောင်းကိုလာချောင်းပါရယ် နာဂိုတန်နဲ့တက်တက်တိုးမိပြီးတမင်ဖွဲ့ဝင်မလားဆိုပြီးဖြစ်ကုန်ပါတယ်။နီကိုကလည်းကိုရှိတန်ရဲ့အားနည်းချက်တီးလို့တီးရညာတမင်ဖွဲ့ဝင်လိုက်ပါတယ်။တမင်လေးချင်ကတော့တမင်မုတ်စားရနဲ့စပါတယ်။လေးချင်နဲ့နီကိုရာမာကတမင်ပါရမီပါတယ်လို့နာဂိုတန်ကကောက်ချက်ချပါတယ်။နီကိုရာမာကလည်းတမင်ဖွဲ့ကိုစိတ်ဝင်စားလာပါပြီ။အဲဒီမှာပဲနာဂိုတန်ကနီကိုရာမာကိုသူ့ရဲ့ဂျိုကိုတက်ပေးလိုက်ပါတယ်။နီကိုရာမာကလည်းကိုရှိတန်ကြောင့်စုံစမ်းမှုလာပေမဲ့ကိုရှိတန်ကြောင့်ကိုမသိရပဲတမင်ဖွဲ့ဝင်ဖြစ်ပြီးခေါင်းပေါ်မှာဂျိုပေါက်သွားရပါတော့တယ်။တင်းတို့လည်းဂျိုဝင်ပေါက်ကိုဂယူးဆိုင်ကြပါ အပိုင်းကတော့ဒီမှာပြီးဆုံးသွားပါတယ်။ကိုရှိတဲ့တဲ့တမင်အဖွဲ့တော်လှုပ်ရှားရှိတာပဲစည်ရင်တွက်ပြီးရန်မုံဝင်မလောက်လို့ခေါင်းကိုက်နေပါတယ်။အဲအချိန်မှာနာဂိုတန်ရောက်လာပြီးသူ့ချိုကိုရောင်းလိုက်လို့ပြောလို့ကိုရှိတဲ့လည်းယုံတော့မယုံတော့တဲ့ချိုကိုလိုင်းပေါ်တင်အောင်လိုက်ပါတယ်။တင်လိုက်ပြီးပြီးချင်းမှာပဲဝယ်မဲလို့ပေါ်လာပြီးဘဏ်အောက်ထဲချက်ချင်းငွေရောက်လာတာပါ။ကိုရှိတန်လည်းအံ့ဩသွားပြီးအဖွဲတော်ငွေရလို့ပြောလဲပြောသွားပါပြီ တမင်ဖွဲကတော့တမင်ထုတ်ကုန်ပစ္စည်းတွေရောင်းပြီးအဆင့်ပေးလာပါတယ်။ဂျိုးပြင်ဂျိုးပုံမွေးပွားရုပ်တွေဒစိတုံးထည့်ထားတဲ့ဂျိုးပုံစံဘူးကွန်တွေဂျိုးတန်းစင်စည်းရည်တွေကအစာပါပါသေးတယ်။ဒီပစ္စည်းတွေကို60ရာခိုင်နှုန်းလျှော့ဈေးလောင်းနဲ့ရောင်းတာကြောင့်လူကြိုက်များလာသလိုဝယ်ယူမှုနှုန်းကလည်းမြင့်တက်လာပါပြီ။ဒီပစ္စည်းတွေကိုအကျိတ်နဲ့အားပေးတဲ့အထဲမှာတာနိုကီကိုကထိတ်ဆုံးတာပါ။သူကနာဂိုတန်ရဲ့ fan အကြီးစားလေ။နွေရည်ရောက်လာပြီဖြစ်တာကြောင့်ចောင်းသားចောင်းသူတွေအားလုံးနွေရည်ဝတ်ဆောင်ကိုစီနဲ့လှပနေကြပါပြီ။ကိုရှိတန်လည်းနွေရည်ဝတ်ဆောင်လေးနဲ့လှပနေရပါပေါ့ အန်ကိုကတော့သူ့အမနွေရာသီဝတ်ဆောင်ဝတ်ထားတဲ့အလှကိုတစင်းစင်းကြည့်လို့မဆုံးပါဘူး။ကျောင်းဆက်ရဲ့ရောက်တဲ့အခါမှာတော့နာဂိုတန်ရဲ့မျက်နှာမှာအဖြူအဆက်ပြောက်တွေထွက်နေပါတယ်။နာဂိုတန်ယောဂတစ်ခုအမြဲရလာလားလို့အဖွဲ့သားတွေကတော့စိုးရိမ်နေတာပါ။တစ်ခုခုကောက်စားမိလိုက်လို့လားလို့ကိုရှိကမေးတော့နာဂိုတန်ကလည်းငါတမင်မုတ်ကလွယ်လို့ဘယ်ဟာကိုမှကောက်မစားပါဘူးလို့ဆိုပါတယ်။ဘက်ရှမ်မီကတော့ဒီလိုခန္ဓာကိုယ်ပုံစံပြောင်းတာယောဂအဖြစ်မြင်မှုတယ်။စဘာရီမှာဖြစ်ပေါ်တတ်တဲ့ကဲချောက်ဖုံယောဂပဲ။ဒီယောဂကစဘာကင်းတစ်ခုလုံးကိုတည်စီနိုင်တယ်လို့ပြောလာတာ။နာဂိုတန်ကလည်းစိတ်တဲကျသွားပြီးငါကတော့သွားရတော့မယ်ထင်တယ်။ ဒီအဖွဲ့ကိုကိုရှိလက်ထဲကိုအပ်ခဲ့ပါရဲဆိုပြီးထွက်သွားဖို့ပြင်ပါတယ်။အဲ့ချိန်တမင်တကောင်အခန်းထဲဝင်လာတာပါ။အဲ့တမင်မှလည်းနာဂိုတာမှာထွက်နေတယ်လို့အဖြူဆက်လေးတွေထွက်နေပါရဲ့။တကယ်တော့တမင်နေမှာဖြစ်တတ်တဲ့အမွှေးပြောင်းနေရသည်ပါ။အဲ့တော့မှနာဂိုတာနဲ့သဘောပေါက်သွားပြီးအမွှေးတွေကျွတ်နေတာဒါကြောင့်ကိုမနေ့ကလေးကအမွှေးတွေအများကြီးကျွတ်နေတာဒီမှာကြည့်ပါလားဆိုပြီးသူ့အရေးကွန်ကြီးကိုထုတ်ပြလိုက်ပါရဲ့။ဟာဒါအမွှေးကျွတ်တာရင်မဟုတ်ဘူးအရေးကွန်မှာလဲတာကြီးတွေဆိုပြီးအားလုံးကလန့်ကုန်ပါရဲ့။ဗန်ရှင်မီကလည်းနာဂိုတန်လဲထားတဲ့အရေးကွန်ဟောင်းကြီးကိုကောက်ဝဲလိုက်ပါရဲ့။ ပူပင်6တွေးရဲ့နေရာဒီကဘာမှထရီရုံဖြစ်လိုက်ပဲပြီးဆုံးသွားပါတယ်။တမင်အဖွဲ့ဖြက်စည်းဖို့အတွက်ဘာတွေသတင်းထူးရှိလဲနီကိုရာမာကမင်းနေပါတယ်။တာနိုဂီရိုနှစ်ယောက်ကလည်းဘာမှသတင်းမထူးသလိုသူတို့လည်းတမင်အဖွဲ့ကိုဖြက်စည်းဖို့အကြံမရှိလို့ပြန်ပြေးပါတယ်။အဲ့ချိန်တစ်ခုလောက်သတင်းပို့လို့ရမှာဆိုပြီးပြောလာသူကတော့နာဂိုတာမှာတမင်အဖွဲ့ဖြက်စည်းရေးဆွေးနွေးပွဲကိုနင်ကဘာလို့ရောက်နေရလဲဆိုပြီးနီကိုကလန့်သွားပါတယ်။နာဂိုတာကဂျိုနှစ်ဖက်ပါတယ်ဘာမှမသိရအလုံးကြီးကိုထုတ်ပြလိုက်တာအကုန်လန့်သွားကြပါပြီ။ဂျိုကလည်းလှုပ်နေပါသေးတယ်။ဒါကဆူရှင်နေကိုထင်းတယ်။ဘာမှမသိရတဲ့သက်ရှိလေ။ ကျောင်းထဲကိုဟိုတူးတီတူးလုံရင်းနဲ့တွေးခဲ့ရလို့နာဂူတန်းဖြေပါတယ်။ဆူရှိနုကိုကိုတမင်မုတ်တွေမျက်တွေကျိပင်မဲ့မစားပဲမီးပြူပဲကျွေးလိုက်မှအားရပါရစားပါတော့တယ်။ပထမတော့နီကိုရာမှလည်းကန်ကြီးဖို့ကြောက်တယ်လို့ရင့်တယ်လို့ဖြစ်နေပေမဲ့ကန်ကြီးရဲ့တော့သဘောကျသွားပါတယ်။အဲ့ဒီဘာမှမသိရဆူရှိနုကိုဆိုရက်ကောင်ကိုစိုက်တိုကိုင်းဖွင့်တဲ့တမင်ဖွဲ့ပေါင်ပြီးမွေးလိုက်ကြပါတယ်။ဒီမှာရအပိုင်းချောက်အပြီးဆုံးတော့ပါရဲ့။